အားလုံးမင်္ဂလာပါရှမ်းမြေကရှင်ရကျူဆိုပါတယ်ဒီနေ့ရှမ်းမြေရခိုင်မုတ်ဒီရှနီလေးတင်ပေးပါမယ်ရခိုင်မုတ်နေမရှက်ခင်ရှမ်းမြေငပိအကြောင်းလေးနည်းနည်းရှင်းပြပေးမယ်နော်အဲ့ဒါဆိုတော့ဗာငပိတွေကတော့ဒီမှာအမျိုးစုံရှိပါတယ်ဒီငပိလေးကတော့ရခိုင်ညင်ငပိပေါ့နော်ရခိုင်ညင်ငပိကဒါရှမ်းမြေရခိုင်ကတန်ရွေးကညင်ငပိပေါ့နော်ရှမ်းမြေတို့ရခိုင်မှာရှမ်းမြေတို့အကိုတွေတို့ပြေးရငပိကို ကိုယ်တိုင်လှုပ်ပေးလိုက်တယ်ငပိလေးတွေပေါ့အာအဲ့ဒါချမ်းမြေရဒီမှာကြည့်ငပိလေးရဒီလိုမျိုးတွေမှော့နေတယ်အာချမ်းမြေယူလာတော့တော်တော်ကြာပြီဒီမှာတိတ်ထားတော်တော်ကြာပြီပေါ့နော်ဒီလိုမျိုးငပိရဒီလိုကြာလာတော့လေသူရေချောက်သွားပြီးတော့လေဒီလိုမျိုးကိုမာနေတာမကြည့်အတတော့ကိုမာနေတာပေါ့နော်မပြရလုံးဝစားမပါဘူးဆိုတဲ့အခါကြတော့လေဟိုနှင်းအစ်စ်နဲ့လောက်တာဆိုတော့ အဆိုးလည်းမပြန်ဘူးဒါအခန်းအပူချိန်မှာပဲရှမ်းပြည်ဒီဘုံလေးနဲ့ထားတာလေငပိရဒီလိုမျိုးအဲ့ဒါကိုရှမ်းပြည်ဒီလိုမာနေတဲ့ငပိကိုရှမ်းပြည်ဟာဒီမှာဘူးအသေးလေးနဲ့ပြောင်းသိမ်းတာဆိုတာခါကြတော့အဲ့လိုမာနေတဲ့ငပိကိုလက်ကလေးနဲ့ဒီလိုလေးတွေဆုပ်ဆုပ်ပြီးတော့နည်းလိုက်တယ်လက်ကလေးနဲ့လူလေးဆုပ်လိုက်တဲ့အခါကြတော့ဆုံနဲ့ထောင်းစရာမလိုဘူးကွာဆုံနဲ့ထောင်းရင်လည်းရတယ်ရှမ်းပြည်ကတော့ဆုံနဲ့မထောင်းတော့ဘူးအလို့ရှုပ်တော့မှဒီလိုလေးနေလိုက်နေပြီးဘူးထဲမှာဒီလိုလေးတိတ်လိုက်ပေါ့ရှမ်းပြည်ကဒါစမယ်အတွက် ဗဟင်းရှင်ရင်ကွာလူလူဘူးစားလို့အောင်အဲ့ဘူးကြီးကြီးတဲ့အနေဒီအသေးလေးတွေဘယ်လိုမျိုးပြောင်းသိတာပေါ့နော်အဲ့လိုပြောင်းသိတဲ့အခါကျလို့ရှိရင်ဒါချမ်းမြေမမိဘူးပြီးမှထားပါလေဒီငပြူဟိုမိဘူးနာမှာတော့လွယ်လွယ်ကူကူအဲ့ဒီဖုန်းကြီးကိုအကြည့်ကြည့်ကြတော့အဆင်မပြေလို့ချမ်းမြေကဒါရိုးရိုးအခန်းအပူချိန်မှာပဲထားတယ်အဆိုးလည်းမပြန်ဘူးအခါရည်လည်းမထွက်ပါဘူးအယောင်ကတော့အရင်ကတော့ရဲရဲလေးပေါ့နော်ဘူးကရင်းနဲ့အယောင်ပြောင်းနေနှစ်တည်းကြာနေပြီဆိုတော့လေအာပြီးတော့ချမ်းမြေကဒီ နှစ်တည်းနည်းနည်းကြာနေပြီဆိုတော့အဲ့ဒါအယောင်တော့နည်းနည်းပြောင်းပါတယ်အရသားတော့လုံးဝမပြောင်းပါဘူးအရသားကငကိုအတိုက်ပါပဲအဲဒါဒါနှင်းကပြီပါရခိုင်နှင်းကပြီပါဒါကကြတော့တန်ရဲဒါတန်ရဲနှင်းကပြီတွေကြီးပဲနော်အားလုံးနှင်းကပြီအစ်စ်နှင်းအစ်စ်ပါနှင်းအစ်စ်နဲ့ကိုယ်တိုင်လုပ်တဲ့ငပြီတွေပါဒါကတော့နှစ်ဆက်ထောင်းပေါ့နော်ဒီ20ထောင်းလုံးမြင်ရကြတော့ဒါနှစ်ခါပဲထောင်းထားတယ်နှစ်ခါထောင်းဆိုတာငပိတုတ်စားတယ် အဲချမ်းပြေတို့ကငပိတုံစားတဲ့အခါကျတော့ဒီလို20ထောင်လေးပေါ့ဒီလိုမှော့မနေဘူးသူကကြတော့လေပစွန်းအဖက်ကလေးအကောင်ပြောက်တယ်ဆိုုံလေးပဲထောင်ထားလာအဲဆိုတော့ခါကျတော့ဒါကလည်းလူကမမာလေးချမ်းပြေအဲ့ဒါကိုမှဟိုလက်နဲ့ဆုပ်ဆုပ်ပြီးတော့မှစားလေးနဲ့မီးဖို့အဲ့ဒါပြီးတော့မှငပိတော့တုတ်စားတာပေါ့နော်ရဲရဲတန်ရွဲ့ရခိုင်ပြင်ငပိဒါကမြင်ငပိထောပတ်လေးလိုမျိုးသူကလုံးဝသဲလဲမပါဘူးဟိုစားလဲလိုမျိုးမပါဘူးအဲစားလဲမပါဘူးပေါ့နော် ။အဲ့လိုမျိုးပါ။ဒါကြတော့ဘိင္ကပီပါ။ဒါချမ်းပြီးလက်ဆောင်ရတာပေါ့နော်။ဘိင္ကပီကဒါလည်းကြာနေပြီဆိုတော့လေအယောင်ပြောင်းသွားတယ်။သူကအရင်အဖြူနည်းနည်းဖွေးတယ်။သူကငင်းမြင်တော့မြင်မယ်ဒါပေမဲ့သူ့မြင်ရောင်ကတော့ရှမ်းပြည်လိုတန်တွင်းဟာရခိုင်မြင်ကပြီရောင်တော့မတူးပေါ့နော်သူကကြတော့တချို့ဟာတွေဆိုတစ်ခါတလေသဲနေနေပါတယ်ခါလေးကြတော့လူငါအဖက်ကလေးတွေပါတယ်ပေါ့နော်အဲ ဒါကြတော့ဒါတငယ်ချင်းတယောက်ကထိုင်းကနေဒီနှစ်မှာတယ်လာပြီးတဲ့ငပိပေါ့နော်ဒါကုံခဲ့တဲ့အပတ်ကမှသူထိုင်းရပြန်လာလို့ဝယ်လာပြီးတာအမေသူကကြတော့ဟိုမြင်ငပိတော့မဟုတ်ဘူးငားများတယ်ပေါ့နော်ငားငားများတယ်ငားငပိတို့တောင်ပြောလို့ရတယ်ပေါ့ဟဲ့အဲ့လိုမျိုးပါအသားလည်းဒီမှာတော်တော်ခွာပါတယ်ဆားလည်းအရင်များပါတယ်လို့အဲရှမ်းမြန်ငပီအကြောင်းလည်းအဲ့ဒါပြောပြတာပါဒါကတော့အဲ့ဒါထိုင်းကငွေချင်းဝင်လာပြီးတယ်ထိုင်းကနှင်းငပီ ไทยงบปีบอไทยงบปีถ้าก้าจารอบูงบปีไทยงะไทยบูงบปีที่เชิงเวนเดเซ่ถ้าเชิงเวนเดเซที่เชิงเวนเตเซ่งบปีที่ฮะเชิงเวนเตเซ่งบปีบอเนาะถ้าเชงเวนเดเซ่งบปีถ้าเปงนงบปี อไทายทายังปีทาเป็นปี อยากขายยิงปี แต่น่อยแต่น่อยอยากขายยิงปีที่ร้านยิงปีดาชามีอยากขายโมดดีเชียวดูร้านแต่แต่คลีลงท่า အစောတာရှမ်းပြည်ကတန်ရက်မြင်ကပီအကြောင်းနဲ့ပတ်သက်ပြီးတော့ငပီအမျိုးအစားလေးတို့ရှမ်းပြည်ပြောပြတာပါပခုတူတာအနေနဲ့ပေါ့နော်အပြီးလို့ရှိရင်ရှမ်းပြည်ရခိုင်မုတ်ကြီးရှက်ပြပါမယ်အားလုံးကြည့်ကြည့်ပါ